ပထမဆုံးဇလန်တွဲမှာဒီလီဟာကဘာဘောကနောက်ဆုံးနတ်ဖျားထေချောင်းထုတ်ဖောက်ခဲ့ပါတယ်။ဒါပေမဲ့မတော်တဆအနန်တစ်ခုကသူ့ရဲ့နတ်ဖျားအမနတာဒိဗိုင်းမတ်ကိုအဲ့ဒီအမျိုးသမီးစီကူးပြောင်းသွားစေခဲ့ပါတယ်။သူဟာသူ့ရဲ့အစေခံကိုဒီအမျိုးသမီးရဲ့ဘိုးဘွားတွေကစားလို့သူမှနစ်တတ်တဲ့ခြေအိပ်ရောင်အထိအသေးစိတ်တိုင်းကိုစွန့်စားဖို့အမိန်ပေးခဲ့ပါတယ်။သူအချင်းကြီးကိုထိန်းချုပ်နိုင်သေးတယ်လို့ထင်နေတော့ပါတယ်။သူခေါင်းပေါ်ကစပင်အဖြူတက်မြန်ကိုတွေ့လိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ရပါတယ်။ထိတ်လန့်တကြနဲ့စာချီတိုက်ကိုအဖြေရှာဖို့ပြီးခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ရပါဘူး။အစေကံကသူ့ကိုတတိပေးခဲ့ပါတယ်။နတ်ဖျားမှသားကိုပြန်လဲရဖို့ပို့တခုတည်းသောနီလန်က အဲ့ဒီအမျိုးသမီးကိုသူ့အဖို့ချစ်အောင်လွတ်ဖို့သာဖြစ်တယ်။တချိန်တည်းမှာပဲသူမရဲ့ဆွေမျိုးတွေကသူမရဲ့စီးစင်ဥစ္စာတွေကိုဘလို့ခွဲဝေယူမလဲဆိုတာကိုအကြံစီနေခဲ့ကြပါဗျ။အဲ့ဒီချိန်မှာပဲအဲ့ဒီအမျိုးသမီးဟာဘာတရားမှမရှိဘဲသူ့ရှေ့ပေါ်လာတတ်ခဲ့ပါဗျ။သူတို့ရဲ့လှပတဲ့အိမ်မထားချက်ချင်းပြစီသွားခဲ့ရပါဗျ။ဒါကြောင့်သူတို့ဟာတည်တန်းစာရဲ့တင်းကျပ်တဲ့စီကန်းကျပ်တွေကိုပြန်ပြီးဆွဲထုတ်ခဲ့ကြတယ်။သူမဟာသူ့ရဲ့အတွင်အိမ်တော်ပြုရမယ်မဟုတ်ရင်တော့ပိုင်ဆိုင်မှုတွေကိုဆက်ခံနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ကြတာဖြစ်ပါတယ်။သူမစိတ်ဆင်းရဲစွာနဲ့ရန်နေတော့မှပဲဒီလူဟာရောက်လာခဲ့ပါတယ်။ သူ့ကိုမြင်လိုက်တဲ့အခါသူမကသူ့ကိုကက်တင်ရှင်လိုမျိုးလက်ကိုဆွဲကင်လိုက်ပြီးသူ့ကိုသူမရဲ့ခင်မန်းဖြစ်ကြောင်ချက်ချင်းကြီးညာခဲ့ပါတယ်လူတိုင်းအံအားသွားခဲ့ကြပါတယ်ဒီမျိုးသမီးကသူ့ကိုပူပေါင်းဆောင်လက်ဖို့အရေးတကြီးတောင်းပန်ခဲ့ပါတယ်ကောက်ကြီးတဲ့ဆွေမျိုးတွေကိုဖယ်ရှားပြီးနောက်မှာဒီလူရဲ့အမှုရာဟာရုပ်ရည်ပြောင်းလဲသွားခဲ့ပါတယ်ကြောက်လန့်ကြကြနဲ့သူမဟာစပွဲဖို့ကပစ္စည်းတစ်ခုကိုလှမ်းယူပြီးပစ်ပေါက်လိုက်ပေမဲ့သူကသူမရဲ့လက်ကဝစ်ကိုအားမစိုက်ဖက်နဲ့ဖမ်းမိလိုက်ပါတယ်သူတို့ထိမိတဲ့အခိုက်အတန့်မှာပဲသူမခန္ဓာကိုယ်ဘောကအမှန်တော့ဟာတော့ပတ်လာခဲ့ပြီးသူဟာသူ့ရဲ့နတ်ဖျားဆွမ်းအားတွေပြန်ရလာတယ်လို့ခံစားလိုက်ရပါတယ် ဒါပေမဲ့သူမလက်ကိုရုတ်တရက်ဆွဲခွာလိုက်တဲ့အခါစွမ်းအားတွေအာလုံးပျောက်ကလေးသွားခဲ့ပါတယ်။ဒီမျိုးသမီးဟာချက်ချင်သားလေသွားခဲ့ပါတယ်။ဒီလူဟာနတ်ဖျားဖြစ်နေရင်တောင်မှသူမမရှိရင်သူဟာဘာမှမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့တာဖြစ်ပါတယ်။